ခြေစီတန်တဲ့ချောင်းကိုဖျက်ကူးစဉ်ခီးတဲ့တင်းရင်တစီမြောက်သွားသည့်တရင်ကိုတက်ဆက်ပေးပါမယ်။မဲလေးတိုင်းတောင်သာမြို့နယ်မှာမေလ26ရက်နေ့နေ့လယ်တနာရီဝန်းကျင်မှာမူးများပြီးခြေစီတန်နေတဲ့ချောင်းကိုဖျက်ကူးစဉ်ခီးတဲ့တင်းရင်တစီမြောက်သွားပေမယ်။ခီးတဲ့တွေကတော့ကယ်ဆယ်လိုက်နိုင်တယ်လို့ကွန်ကြီးကယ်ဆယ်ရေးမှာပါဝင်ခဲ့တဲ့တော်လန်ကြီးတက်ဖွဲ့ရိစီကနေသိရပါပါတယ်။ကွန်ကြီးကယ်ဆယ်ရေးတွေဆောင်ရွက်ပေးခဲ့တဲ့တောင်သာမြို့နယ်အခြေစိုက်တော်လန်ကြီးတက်ဖွဲ့ဝင်တယောက်က ပိုက်ပွဲတွေကြောင့်မို့လို့မြင်းကြံတောင်းတာဝေပြေးလန်းကိုယာယီတော့ကင်ပိတ်ထားလို့ဒီဘက်ကွင်းလန်းကိုအုံပြုနေကြရတာအခုပြည်သူတွေအုံပြုနေတဲ့ကွင်းလန်းပေါ်လက်ဆောင်ရွာနာမှာရှိတဲ့ဒီစင်တဲဝချောင်းရေကျော်ကမိုးရွာရင်ရေစီးအရင်ချမ်းတာအဲ့ဒီလန်းကိုအမြဲတမ်းတုံးနေတဲ့ခီးသွားရေတော့ချောင်းကြရေကြရင်ကူးရဲကြလာမှာဟု Expect ရင်မောင်းကအဲ့အော်ကိုမသိလို့လားမသိဘူးရေစီးချမ်းနေတဲ့အချိန်မှာဖြတ်မောင်းသွားတာဟိုဘက်ရောက်ခန်းကြီးမှာကားကဘေးကိုထိုးချသွားခဲ့ရလို့ပြောလာပါတယ် ဆိုပါ expect အမြန်ရင်ပေါ်ကခီးစားတွေကိုတော့ပြည်သူတွေနဲ့ပြည်သူကဝေးတပ်ဖွဲ့ဝင်တွေကဘိုင်းဝန်ကူညီကဲထုတ်ပေးခဲ့လို့ထိခိုက်တိုင်ခံရသူမရှိခဲ့ဘူးလို့သိရပါတယ်။တာဝါမျိုးနဲ့ပါကာဖတာဝန်ကကိုဂျီစတာကတော့ကျွန်တော်တို့သတင်းရရအချင်းမဲ့ကေဆယ်ရီတွေလုတ်ဖို့ရဲဘော်တွေခတ်သွားကြတယ်။အဲ့ဒီ expect ပေါ်မှာခီးတဲ့ရောက်40လောက်ပါလာကြတာ။ကျွန်တော်တို့ရဲဘော်တွေနဲ့ပြည်သူတွေဝိုင်းပြီးကေဆယ်ရီလုပ်ငန်းတွေဆောင်ရွက်ခဲ့ကြလို့အဲ့ဒီစင်ကာ expect ကားပေါ်ကခီးတဲ့တွေအလုံးကဲထုတ်နိုင်ခဲ့ပါတယ်။ခီးတဲ့တွေရောကေဆယ်ရီလုတ်ပြီးကြသူတွေအလုံးနဲ့ထိခိုက်တိုင်ခံမရရှိခဲ့ဘူးလို့သိရပါတယ်။ တောင်သာမြို့နယ်ထဲမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေလို့ပြည်သူတွေအနေနဲ့အရေးပေါ်ကိစ္စမှာတပါခီးသွလာတာတွေမပြုတ်လောက်ချဟုမေတ္တာရက်ခံထားတယ်လို့လည်းသူကဆက်ပြောပါတယ်။ပြည်သူ့ကောက်ွယ်ရေးတပ်ပေါင်းစုဟာပြီးခဲ့တဲ့မေလ15ရက်နေ့ကစပြီးနိုင်မြင့်သောအညာမြင့် operation အဖြစ်မြေကျန်နေထိုးဤတောင်သာမစုံမြို့နယ်တွေထဲမှာရှိကြတဲ့စစ်ကောင်စီတပ်စခန်းတွေကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်နေကြလို့မေလ26ရက်နေ့ထိနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေရလည်းဖြစ်ပါတယ်။